ီနေ့ကျွန်တော်တို့ကြီးအာညွန်ကြောစားတဲ့ဗီဒီယိုလေးတင်ပေးပါမယ်။အဲတော့ကြီးအာညွန်နဲ့ကျွန်တော် like ခုမယ်။အဲကျွန်တော် site ထဲလေး site ရှင်းပါမယ်။ ကျွန်တော်တို့ကြီးအညွန်ကြောစားတဲ့ပူရိုလေးတင်ပေးပါမယ်အဲ့တော့ကြီးအညွန်နဲ့ကျွန်တော်လိုက်ခုမယ်ဒါကျွန်တော်စိုက်ထားတဲ့စိုက်ချင်းပတ်ပါလားအဲ့ကျွန်တော်စိုက်ထားတဲ့စိုက်ချင်းမှာကြီးရရွက်ဒီလိုက်ခုကြီးရရွက်ဒီကျွန်တော်လိုက်ရမှာဟိုးမှာမျိုးနေဆောင်းရတော့အကြီးရမျိုးနေပေါ့နော်ကြီးရမျိုးနေလိုက်ခု ွားအခုလိုမျိုးပဲရေချိုးရင်းနဲ့အသေးရွက်တွေခူတာများတယ်ပေါ့နော်အဲအခုကျွန်တော်ရောနောက်မှာစိုက်ထားတဲ့စိုက်ခင်းရဆိုရင်ကစွန်းနေကြီးရရွက်တွေပဲပင်နေအဆုံရှိတယ်ဟဲ့အဲဒီမှာချမောင်နေရောစိုက်ခင်းလေးချင်းချင်းလေးကိုကျွန်တော်အဆုံစိုက်ထားပါတော့ဟိုကြီးရရစားတဲ့သူနည်းနည်းရှားတယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်ကိုပဲကြီးမှစားအောင်မှန်သိရအဲ့တော့ကျွန်တော်ကနေဗီဒီယိုလေးမှာကြီးရရလေးကြော်စားတာကိုတင်ပေးမလို့ပါဗျာကြီးရရရဲ့အပင်ပုံစံကိုဘယ်လိုရှိလဲဆိုတာကိုကျွန်တော်ပြပြပါမယ်ဗျာ ကြည့်ရပင်ရဲ့ပုံစံကကျွန်တော်တို့ကင်းမောင်ပင်နဲ့တူပါတယ်ကင်းမောင်ပင်နေနဲ့တူပြီးတော့ကျွန်တော်လက်သုံးချောင်းခွာလေးပေါ့နော်ကျွန်တော်တို့စီခေါ်တာလက်သုံးချောင်းခွာတယ်နည်းနည်းအရွယ်ကြီးသွားလို့ရှိရင်လက်ငါးချောင်းပုံလေးနည်းနည်းဖြစ်သွားတယ်ပေါ့နော်အရွယ်ကိုနည်းနည်းကိုင်းကြည့်ရင်စူးတယ်လို့လို့ရှာတယ်လို့လို့လေးနည်းနည်းရှိတယ်ပေါ့နော်နူးညံ့မနေပါဘူးကျွန်တော်ကင်းမောင်ရွက်နဲ့တူရဲဆိုရင်ကင်းမောင်ရွက်ကနူးညံ့တယ်ပေါ့နော်ခါကင်းမောင်ရွက်လာမနူးညံ့ဘူးရွက်လေးကတော့နည်းကြမ်းကြမ်းလေး ဒီမှာဒီအညွန်လေးဆိုကျွန်တော်စားရတယ်ဒါပေါက်တဲ့ပုံစံနဲ့အဲ့လိုနရံချီတွေပါဒီမှာပေါက်တယ်အပင်တွေပေါ်မှာပေါက်တယ်ပေါ့နော်ကုတ်အားတအားကောင်းတယ်ဗျာဒီအပင်ကဒီမှာသလို့ရှိရင်သူတို့ຫນွေတွေကိုကြည့်လိုက်ဗျာຫນွေတွေကကြောက်စရာတောင်ကောင်းတယ်အကောင်တွေလိုပဲကုတ်ထားတယ်ဗျာအဲ့လိုမျိုးကုတ်ပြီးတော့သူတို့ကအပင်ပေါ်နေပေါ်တတ်သွားကြတာနရံနေပေါ်အဲ့လိုမျိုးကုတ်ထားကြတာ ဲ့ဒါဆိုရင်တော့ကြည်ရပင်ကိုမြင်မှုသွားလို့ထင်ပါတယ်ကျွန်တော်တကယ်ချင်းရဲ့နယ်မှာကြည်ရပင်ရှိရပင်ခူးတာကြည့်လို့ရရပါတော့အပင်ကြီးတဲ့အခါကျရင်တော့အပင်သားကြီးသွားရင်ကျွန်တော်တို့အပင်ကြီးတွေပေါ်မှာတက်တယ်ကတက်ပြီးလို့ရှိရင်အသီးတွေတီးလို့ရှိရင်အသီးမရနီးရဲပြီးတော်တော်လှတယ်စားစီတောင်ရှိတယ်ဗျာဒါပေမဲ့အတွန်းထဲကမဲပုံနေတာစားလို့လုံးဝမရဘူးအချို့ကျွန်တော်တို့ငင်တော့အစိတ်တီးလို့တောင်ခေါ်ကြပါတော့အစိတ်ရှိမရှိတော့မသိဘူးဒါပေမဲ့အစိတ်တီးလို့တော့ခေါ်ကြပါ Okay အားဆိုရင်ကျွန်တော်ချန်နယ်လေးကိုပြီးကြမှာဆက်ပြောမယ်အခုကျွန်တော်တို့ရွက်လေး like ခူလာအောင်နော် 我叫那个酱叫的酱叫你卡的。哎，这越老的越沙哑。 အမှန်လေးနည်းနည်းကျင်းနေဝိုင်းကျင်းကျင်းမှာဖြစ်သလိုစိုက်ထားရတာဆိုတော့ခူးရတာဆိုကျင်းうん。 ောင်းလို့ကျွန်တော်လို့ပြီးရင်တော့လည်းပြန်ပြန်ရမှာကျွန်တော်ဒီလောက်ရင်းတဲ့အရိုးကြီးကြစားမရအောင်ခါရတယ်ပေါ့နော်ဒါလည်းစူးကြီးပဲနေပဲ အဲကျွန်တော်ကတော့စူးကြီးတော့ဟင်းလူငယ်တို့မျိုးမျိုးခေါ်ကြတင်ကောင်းလဲခေါ်တယ်ဒါပဲမှမသိဘူးစားလို့ရတော့တော်ချိုးတယ်။အာဒီမှာညွန့်နေအများကြီးပဲ။နေလိုက်ဖူးနေတော့300တခါလောက်ကိုစား။ အဲဆိုရင်ကျွန်တော်ဒါလေးကိုဆက်ပြီးခူးလိုက်အောင်ပဲပြီးကြတော့မှကျွန်တော်ဘလို့ကြော်ရတယ်ဘလို့စားရတယ်ဆိုတာကိုပြောပြပေးပါမယ်ရတာတော့တော်တော်ချိုးတယ်နော်အချိုးရတယ်ပြင်းမှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုတိုင်းသွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ ြောစရာတစ်စုံတရာရှိခဲ့လို့ရှိရင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုကြပါလေဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိအောင်လဲ note ဘဲလေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုကြပါတယ်ကုန်မလေး ကောင်းပြီတမန်အများကြီးပဲအားရေကျွန်တော်တို့သွားတင်ကြမှာကြ ခုဆိုတော့ဒီမှာအကုန်သင်းပြီးသွားပြီပေါ့နော်ဒီမှာသင်းထားတဲ့ဟာကြီးဒီရွက်တွေကိုရေးပြအောင်ဆေးပါမယ်ဒီရွက်ကဒါချူတော့ပြလေးပါလေးနည်းနည်းပါပါတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရွက်ကိုရေးသေးချာဆေးမှရမယ်ဗျတရွက်ချင်းပုတ်ပြီးဆေးမှရရောက်တာချူတယ်ဒါပေမဲ့ကြော်တဲ့အခါတော့နည်းနည်းလေးကြက်အောင်ကြော်ပြရတယ်မကြက်လို့ရှိရင်ခါတက်တက်ရတယ်ပါတယ်ပေါ့နော် ေ3တက်လောက်ဆေးပြင်မယ်ပေါ့နော်ခင်တဲ့အခါအဲ့လိုတရွက်ချင်းလေးတွေကိုပုတ်စေးရတာပေါ့နော်အဲ့ဒါမှပြာလေးတွေပြောင်းသွားမှာဗျာအခုလို့ဆေးပြီးပြီဆိုလို့ရှင်တော့ကျွန်တော်တို့စကြော်တော့မယ်ဗျာစီထည့်ပါမယ်စီလေးနည်းနည်းကြည့်အောင်စောင့်မယ်ဗျာ ဒီလိုရှိရင်ကြက်သွန်စီမွေးတက်မှာပေါ့နော်စီနေကြက်ပြီးတော့ရင်ကြက်သွန်လေးထည့်ပါမယ်ကြော်တာတော့ထူးထူးစမ်းမ်းမဟုတ်ဘူးပေါ့နော်ပုံမှန်အရွက်ကြော်တယ်လို့ပဲကြော်လိုက်တာပါဗျာ ရော်လေးလို့စားပြီးစီးရင်ကျွန်တော်ကတော့ကြိုက်တဲ့ထဲပါတယ်ဗောနာချီအောင်ချက်တုံလေးနည်းနည်းကြက်ပြီးဆိုတော့ရော်လေးထည့်မယ်ဗျရိုင်းကြက်တယ်မလို့ပါဘူးနော် ီအချိုမုန်းထည့်မယ်စားထည့်မယ်အယောကသူ့နှကိုကလေးအချိုပြီးသားဆိုတော့တခြားအရာသိမ့်မလို့ပါနော်ဒီလောက်ပဲရှင်နည်းနည်းထည့်ပါမယ်ဒီမြများကြရင်တော့မြများထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒါနည်းနည်းများတဲ့လူတောင်ပြောလို့ရတယ် ။သမားရဲ့သူရေတလောက်တော့မပါဘူးကောနော်ကျွန်တော်တို့ကကြရေလေးပါတောက်ချင်လို့ရေလေးနည်းနည်းပိုးထည့်ရဗျ။ခဏအုပ်ထားလိုက်အချက်ပါပြီ။ပုံမှန်တိုင်းဆိုရင်တော့ဒါစားလို့ရနေပြီကောနော်ဒါပေမဲ့ဒါကနည်းနည်းခါတက်တဲ့ရတာလေးရှိတော့5မိနစ်6မိနစ်ကြာအောင်တော့ကြောပြီးလိုက်ရတယ်ဗျ။အားမကျွန်တော်မခါဘဲနဲ့ချိုချိုလေးစားအောင်ကောနော်။ပြရွေးကြော်လေးရပါပြီ။

ကြည်ရရမစားဘူးသေးတဲ့သူတွေကြီးပဝင်းညီမကြည်ရပင်ရှိတယ်ဆိုလို့ရှိရင်ခုပြီးစ조사ကြည့်ဖို့ပြောကြပါတယ်အရန်စားလို့ကောင်းပါလေဗျာဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာစားတာတော့သူတို့စားကြမှာပေါ့နော်ဦးမဲကြောနေတဲ့သူတွေစားကြမှာအခုကျွန်တော်ကဟိုအရွက်ခူးကလေးကဒီပုံစံနဲ့ကျွန်တော်ရေချိုးနေတဲ့ရွက်ခူးနေတာအခုကြော်လို့တောင်ပြီးသွားပြီကျွန်တော်ရေချိုးလို့မပြီးသေးဘူးဆိုတော့ရေဆက်ချိုးလာအောင်မဗျာဟိုင်းမိုင်း want. Wow.